လာကမြင်မနေကြမယ်လာကမြင်မချေချမယ်ကဲဒီတော့လာကမြင်ပေါ့နော်ဒီမှာကြည့်လိုက်ဒါကအရင်တော့နတ်စင်ပေါ့လူလူကြံလို့ရှိရင်နတ်တော်ဘုံပြောက်သွားတယ်နော်အဲ့တော့ဒီဘက် channel မှာဈေးအရန်ကောင်းလာတဲ့အချိန်မှာနတ်တွေဘုံပြောက်သွားပြီပေါ့နော်ကျွန်တော်ကြည့်တော့တော်ရရောက်သွားပြီလားမသိဘူးဆိုတော့ကျွန်တော်တို့နတ်စင်လန်ပေါ့နတ်စင်လန်တဲတဲဝင်သွားမယ်ပေါ့နော်နတ်စင်လန်တဲတဲဝင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပိန်းနေတော့ရောက်ရှိတယ်ဆိုတော့က ခြံလေးကတော်တော်ကျဲတယ်ခြံခတ်ပြီးသားကိုမှခြံကိုမြင့်ထားပြီးသားဆိုတဲ့အနေထားလေးတခုမှမျက်နှာစာပေ60အနောက်ပေ120လောက်ရှိတဲ့ခြံသေးချခတ်ပြီးသားခြံလေးတစ်ချောင်းကျွန်တော်အနေနဲ့ဒီနေ့ပြသပေးမှာဖြစ်ပါတယ်။ပိုင်ရှင်က3900ရရှိရင်ရောင်းမှာဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးအချိန်ဒီလိုမျိုးအနေထားဒီလိုမျိုးကာလမှာခြံလေးတစ်ချံကိုဒီဈေးနှုံနေရတယ်ဆိုတော့ဒါလေးကရှောရှောပါးလေးပါစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်လည်းသွားကြည့်မယ်လား။ ကဲကြောက်ပါပြီကျွန်တော်တို့လှကမြင်ပေါ့နော်လှကမြင်ပိနေတော့ဖြစ်ပါတယ်ဆိုတော့ကဒီ channel လေးကမျက်နှာစာပေ60အနောက်ကိုကျွန်တော်တို့ပေ130ဒီဘက်ကျန်120ဆိုတော့လန်ဒေါအကွက်လေးဖြစ်ပါတယ်နော်တန်ဆူရိုးခန့်ပြီးသားအုပ်နဲ့ဘာနဲ့တေချာကြောက်တုံးကြီးချပြီးတော့မြေတေချာဖို့ရာပြီးသားနော်တံပန်းလေးပါတယ်လည်းရှိတယ်နောက်ပြီးတော့ရေတွင်းလေးပါတယ်လည်းရှိတယ်ဒီတော့ကျွန်တော်တို့ channel တစ်ချက်ဝင်ပြမယ် ်နောက်ပြီးတော့ဒီပေါ့နော်ကျွန်တော်တို့ channel ဝင်ဖို့အတွက်နော် channel ဝင်ဖို့အတွက်အဲ့လိုမျိုးကြောက်တုံးစီပြီးတော့ပိုက်လုံးကြီးနဲ့တေးသေးချာချာလေးခြတာပြီးသားဆိုတော့အသင့်အိမ်တန်းဆောက်ယုံ channel ချင်ဖြစ်ပါတယ်နော်တော်တော်မိုက်တယ်အပင်လေးတွေနဲ့ရှိတယ်မှာနော်အိမ်ရှေ့ကအပင်လေးအရေးရလာပြီတော်တော်လေးအဆင်ပြေတယ်ခြံလေးကလည်းတော်တော်ကျယ်တယ်ဗျာ နော်ဒီလိုမျိုးခေတ်ဒီလိုမျိုးအချိန်ဒီလိုမျိုးကာလမျိုးမှာလမ်းထောင်းအကွက်မျက်နှာစာပေ60အနောက်130ဆိုတဲ့အနေထားနှစ်ချံစာလောက်ရှိတယ်ဗျာနှစ်ချံစာလောက်ရှိတယ်ဆိုတဲ့အနေထားလေးမှာပိုင်ရှင်က3900ရိုင်းရောင်းမှာဖြစ်ပါတယ်နော်မိတ်ဆွေတို့စဉ်းစားကြည့်တော်တော်မိုက်တယ်ပြောကောင်းလို့ရှိရင်နည်းနည်းတော့ short ပြီးအောင်မှာနော်ဒီလိုမျိုးသူ့ရဲ့အတန်းအနာလေးတွေကြည့်လိုက်ဟုတ်လားနော်ကြောက်ကြီးနဲ့လုံးဝ ကြောက်ကြီးချရပြီဒါကြောက်ကြီးစီတာပြီသားเนาะအနေထားလေးကမြေကလည်းညက်သွားပြီမြေဖို့တာဒါက3နှစ်လောက်ရှိသွားပြီ3နှစ်လောက်ရှိသွားပြီဆိုတော့မြေသားတော်တော်လေးကျနေပြီကိုအနေနဲ့ကိုကဒီကြောက်ကြီးနဲ့တပြင်းညီတယ်ပေါ့เนาะကြောက်ကြီးနဲ့တပြင်းညီတယ်မြေထားဖို့ရှင်နေဆိုလဲတော်တော်လေးလှပါမချန်ကเนาะဆိုတော့ကဒီလိုမျိုးနေထားလေးတစ်ခုလုံးဝပြောင်ရှင်မဲ့เนาะတော်တော်လှတဲ့ချန်လေးက တော့လှပါတယ်ဘေးပတ်ဝန်းကျင်မှာအိမ်နေရှိတယ်ဖိုးရချံတချံကျော်မှာဟိုဘက်ချံမှာလန်တလန်ရှိတယ်ကွာကျွန်တော်တို့ပိန်နေတော့ပိန်နေတော့လေးလန်းလားမသိဘူးအဲ့ဘက်ချံမှာလည်းခြံလေးတွေရှိတယ်နော်အိမ်လေးတွေရှိရဒါလန်ထောက်အကွက်ဆိုတဲ့အနေထားလေးနော်မှထောက်ပိန်နေနဲ့အုပ်အုပ်ဆိုင်ဆိုင်နော်တော်တော်လေးအဆင်ပြေတယ်မကြည့်လိုက်သူ့ဘေးရချံနဲ့တစ်ချက်ပဲနှိုင်းရှင်းလိုက်သူ့ဘေးရချံကဒီသားလောက်ပဲရှိရခြံစီယိုဘာညာကာရာသူ့ခြံကြီးကတော်တော်လေးမြင့်ပါတယ် 你老表阿妹收到信息，到用到用手几咪收到信息法不法，冇沃补保障都欠你啊！阿都冇内还来洗嘞。也所以前几万岁人老嘛，过年嘞，因、欸、上面说人老放的信用东北老差，比较三百包，障、啊，阿都冇内场说入够，欠、啊、你阿六万七二百，阿都冇内场来批办嘞。你到他家去，他说欠退嘛，赖一人阿不能，就侬欠不人那里的就侬身份啥的。 ရှမ်ဘေးကလန်လေးသွားကြည့်မယ်အရင်ဆုံးဒီရေတွင်လေးတစ်ချက်ကြည့်မယ်ဗျရေတွင်လေးတစ်ချက်ကြည့်မယ်အင်းရေတွင်နေထားလေးရေတွင်ကိုလည်းတိတိချာချာလေးသူအုပ်ထားတယ်နော်ဖွင့်လို့တော့မနိုင်ဘူးဒီမှာပိုင်အပေါင်းနဲ့ထည့်ပြီးလောက်ရမယ်နော်နောက်ပြီးတော့ဒီမှာသူအရှိရခြံရှိရအပင်လေးတွေနဲ့ဟောအိမ်တန်းစားရုံပဲဗျာတော်တော်မိုက်တယ်ဒီမှာကြည့်လိုက်မှာဘာကြတကားအားဟုတ်လေဒီလိုမျိုးထပ်ပြီးတော့ တိတိချာချာလေးအကောင်ကြတော်တော်ကောင်းပါဒီခုခေတ်မှာကိုကမြေပလိန်ဝဲမယ်ဆိုရင်ဒီဟာလေးတွေလုံးမယ်ဆိုရင်အနည်းဆုံးက300ကျော်200လောက်ကုန်တယ်ဗျာဒီတော့ပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအချက်အကျန်တန်ဘိုးကမြေအလို့ဆိုလို့ရှိရင်သိန်းက900ဘယ်လိုမှရှာလို့မရဘူး Okay ဒီတော့လမ်းဘေးလေးချက်ကြည့်မယ်နောက်ပြီးတော့မီးတိုင်ရှိရနော်အရှင်းပါမီးတိုင်ကြီးပဲနောက်ပြီးတော့မှမြောင်းမြောင်းပပတ်လေး ရင်မဝတ်ဘူးညာဘက်ပန့်တယ်ကြည်လိုက်အဲ့လိုမျိုးနေထိုင်နေရှိမှာအားဒီမှာချန်ဘီလန်ချန်ဘီလန်လေးကျွန်တော်ပြန်လန်ထောက်အကွက်ဖြစ်ကြောင်းပေါ့ဗျာနော်ဒါအကွက်ဆိုတဲ့အနေထားလေးတစ်ခုပေါ့အဲကိုယ်အနေနဲ့ဒီမျိုးနေထိုင်လေးတစ်ခုမှာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒါလေးကအိုးချန်အနောက်တစ်ပိုင်းပိုင်ပြီးတော့ဒီတစ်ပိုင်းကို200 300လောက်နဲ့ရောင်ထုတ်လိုက်ရင်တော့ကိုယ်အရှိအချန်ကြီးရဟိုပြောကြမလို့ ဆိုတော့ကဒီလိုမျိုးနေထားလေးတခုမှကိုကလှကမြင်ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးလှကမြင်ပိန်နေတော့ဆိုတဲ့နေထားလေးတခုမှဒီလိုမျိုးနှယံခြံစီယိုခတ်ပြီးသားဒီလိုမျိုးခြံအကြဲကြီးဆိုတဲ့နေထားလေးတခုမှအိရှေ့လန်းကလည်းကောင်းတယ်ဆိုတဲ့နေထားလေးတခုစိတ်ဝင်စားတယ်ဆိုရင်တော့3900ရလို့ရှိရင်ရောင်းပေးမှဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတွေလည်းဘလို့မြင်လဲရှာပါလေးဖြစ်သွားပါပြီ အမြန်ဆုံးလာရောက်ပြီးတော့ခွဲယူဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ကျေးဇူးတင်ပါတယ်